လူတယောက်မှချွေးလုံးဝမထွက်ဘူးဆိုရင်ဘာတွေဆက်ဖြစ်သွားနိုင်တလဲဘယ်တော့တို့ရှင်ဒီနေ့မှာတော့ချွေးမထွက်တဲ့လူတယောက်အကြောင်းကိုပြောပြသွားမှာပဲဖြစ်ပါတယ်ဒီအကြောင်းလေးကိုမပြောပြခင်မှာအရင်ဆုံးမေးချင်တာတစ်ခုကထိုက်တဲ့ပုံမှာမေးထားခဲ့တယ်လူတယောက်ဟာချွေးလုံးဝမထွက်ဘူးဆိုရင်ဘာတွေဆက်ဖြစ်သွားနိုင်တလဲဆိုတာပါပဲ ပြောချင်တာကဘာရီဆက်ဖြစ်မဖြစ်ကိုတော့မသိပါဘူး။ဒါပေမဲ့အဲ့ဒီလူကရန်ကုန်လိုအေးချမ်းတဲ့ရာသီဥတုနေရာလေးကိုရောက်ရင်သူ့ရဲ့တမူထူးခြားတဲ့စွမ်းရည်လေးကိုဖေမူရောင်းထောင်ပြီးဂျေဆုတင်နေမိမှာတော့အမှန်ပါပဲ။ဒါဆိုရင်အဲ့ဒီလူရဲ့ချွေးမထွက်တဲ့အကြောင်းလေးကိုဆက်လက်ပြီးတော့ပြောပြပေးသွားချင်ပါတယ်။အဲ့ဒီလူကတော့အခုပုံမှာမြင်တွေ့နေရတဲ့အမျိုးသမီးပါ။သူမကိုတခြားလူတွေကကမ္ဘာပေါ်မှာအချောက်တွေ့ဆုံးအမျိုးသမီးတယောက်လို့တောင်တင်စားထားကြတယ်။ ။သူမကိုယ်တိုင်ကလည်းသူမဘဝမှာတခါမှချွေးမထွက်ခဲ့ဘူးဆိုတာကိုဝန်ခံပြောပြခဲ့ရပါမယ်။ဒါကိုသက်သေပြဖို့အတွက်သူမဟာအပူချိန်104ဒီဂရီဖာရင်ဟိုက်ရှိတဲ့ရာသီဥတုနေရာမှာတနာယီကျော်လောက်ကြိုးခုံပြခဲ့ပါတယ်။အမှန်ပါပဲသူမဟာချွေးတစ်စက်ကလေးမှတော့မထွက်ခဲ့ရပါမယ်။ သူမနဲ့တူဘေးနားကနေချိုးလိုက်ခုံတဲ့သူတွေကတော့ဟော်ဟဲဟော်ဟဲနဲ့ချွေးတွေကရေချိုးထားသလိုဖြစ်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့ဆူဆန်းလေးလာသူတွေကသူမကိုချွေးထွက်အောင်လို့နောက်ထပ်နီလာတစ်ခုနဲ့ချဲလန့်ခေါ်ဖို့စီစဉ်ကြပါတော့တယ်။ဒီတစ်ခါမှာတော့အမျိုးသမီးကိုအပူချိန်133ဒီဂရီဖာရင်ဟိုက်ရှိတဲ့အခန်းတစ်ခုထဲမှာအလင်းပြန်တဲ့အောက်ခင်းတွေခင်းပြီးချွေးထွက်မထွက်စောင့်ကြည့်ကြပြန်တယ်။အချိန်လေးသာကြာသွားခဲ့ပေမယ့်သူမကတော့အခန်းထဲမှာချွေးလုံးဝမထွက်တဲ့အပြင်တတရရလေးအိတ်နေခဲ့တာပေါ့။ဒါဆိုရင်သူမကချွေးမထွက်ရုံသာမကပဲအပူချိန်ကိုပါခန်းစား လုံးမရနိုင်တာလားဆိုတဲ့မေးစရာတစ်ခုရှိလာခဲ့ပါတယ်။စူဇန်လေ့လာတဲ့သူတွေကလည်းအလျှော်မပေးချသေးပါဘူး။သူတို့ကဒီအမျိုးသမီးကိုဒီတစ်ခါမှာတော့အပူချိန်149ဒီဂရီဖာရင်ဟိုက်ရှိတဲ့ချွေးထုတ်ခန်းလေးကိုခေါ်သွားကြပြန်ပါတယ်။သူမရဲ့ဘေးကအခြားမျိုးသမီးကသာချွေးတွေမနေမနောထွက်နေပြီမေ။သူမရဲ့မျက်နှာကတော့ပုံနေတဲ့ပုံတစက်ကလေးမှတော့မပေါ်တာပေါ့။ဒီတော့အားလုံးလည်းအကြက်ရိုက်သွားခဲ့ကြတယ်။သူတို့အားလုံးသိချင်နေတဲ့အဖြစ်ကိုရဖို့အတွက်နီလန်းတစ်ခုပဲရှိပါတော့တယ်။အဲ့ဒါကတော့ဆရာဝန်တွေပါပဲ။ ဒီလိုနဲ့ဆူဆန်လေးလာတဲ့သူတွေကသူမကိုစိတ်ယုံစီခေါ်သွားကြတော့တယ်။ဟိုရောက်တော့ဆံဝင်တွေကသူမရဲ့လက်ဖဝါးပေါ်ကိုလှိဝတ်အစီတစ်မျိုးတုပ်လိုက်ပြီးပေါင်တာအဖြူမှောက်လေးကိုနေရာနှံ့ဖြူပေးလိုက်ပါတယ်။အရင်နောက်မှာတော့လက်ကိုစတင်ပြီးအဖူပေးလိုက်ပါတယ်။အလုံးကလည်းဘလို့ပြောင်းလဲသွားမလဲဆိုတာကိုဆံဝင်တစားနဲ့စောင့်ကြည့်နေကြတယ်။တကယ်လို့ချွေးထွက်လာမယ်ဆိုရင်လက်ပေါ်ကအစီတွေဟာခရမ်းရောင်ကိုပြောင်းသွားမှာဖြစ်ပါတယ်။ ဒါမှလို့ရဲ့အတွက်ဆိုရင်တော့အဲ့လိုအယောင်ပြောင်းဖို့10မိနစ်လောက်ပဲစောင့်ရပါတယ်။ဒါပေမဲ့သူမကတော့3နာရီလောက်စောင့်ခဲ့ရတယ်လို့သိရပါတယ်။ဒါတော့နေရာတင်းတင်းလေးတွေပဲကွက်ပြီးအယောင်ပြောင်းသွားတာပါ။ဆရာဝန်တွေကတော့အခုသူမခန်းစားနေရတဲ့ချွေးမထွက်တဲ့အခြေအနေနဲ့ပတ်သက်ပြီးဒါဟာကျမကြီးအတွက်ပြဿနာမရှိဘူးလို့ကောက်ချက်ချခဲ့တာပါ။ဒါ့အပြင်အဲ့ဒီလိုချွေးမထွက်တာကသူမအတွက်ဆုလက်တစ်ခုတောင်ဖြစ်နိုင်တယ်လို့ဆရာဝန်တွေကမှတ်ချက်ပေးခဲ့ပါတယ်။ ဘလောက်ပူပြင်းတဲ့ရာသီဥတုပဲဖြစ်ဖြစ်၊သူမကတော့ချွေးမထွက်ပဲအများရန်အေးချမ်းနေမှာပါ။မိဆွေတို့ရောသူမရဲ့ထူးခြားမှုကိုဘလို့ထင်မြင်ကြပါသလဲရှင်။ပရိသတ်တို့ပတ်ဝန်းကျင်မှာရောဒီလိုချွေးမထွက်တဲ့လူသားကိုတွေ့ဖို့ကြလားရှင်။အတွေ့အကြုံလေးတွေရှင်လဲခေါမမရေးပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးခုလိုထူးဆန်းပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။